မင်းတို့ကဒီလိုဆဲသလားငါတို့ကလည်းဒီလိုပြန်ဆဲမှာအဲ့မှာတန်တရားလဲသွားရောဟိုလူတွေကလက်ပိုက်ပြီးပြောနေမှာဗောအာနာရှင်တွေကကဲမုံကြစမ်းတတ်ကြစမ်းနော်မင်းတို့ရံဖြစ်နေကြသူတို့တပည့်တော်တို့ဒီပြည်သူလူထုအချင်းချင်းရံဖြစ်နေလေလေသူတို့တို့အကျိုးရှိလေပဲဒါဘောဆရာဟုတ်အမြဲတမ်းတပည့်တော်ကပြောတယ်တပည့်တော်တို့ဂျားထဲမှာအကြီးမားဆုံးသောအင်အားအကြီးမားဆုံးသောခွန်အားကဘာလဲဆိုမတူညီတာခုဖုံကြီးရှိတယ် ပါစတာရှိတယ်ပလီဆရာရှိတယ်မတူညီတဲ့သူတွေရဲ့စကလုံးတစ်လုံးတိုင်းတစ်လုံးတိုင်းဟာတောင်းဝင်ယုံကြည်သူတွေအားလုံးရဲ့နှလုံးသားထဲမှာခွန်အားဖြစ်တယ်ဟုတ်ကဲ့ဆရာအဲ့ဒီဟာကိုကြောက်တာတို့ကဟုတ်တယ်အဓိကအကြောက်ဆုံးကအဲ့ဒါပဲဟုတ်တယ်ဒါကြောင့်မို့တပည့်တော်တို့ဂျားထဲမှာမတဲ့နေလေလေတို့တို့ပို့ပြီးအကျိုးရှိလေလေမိတ်ဆွေများအားလုံးတော်လန်တော်နေသက်ပါဘာသာရေးကပြောတဲ့နိုင်ငံရေးစကားအစီအစဉ်ကနေပြန်လဲကျူဆူလိုက်ပါတယ်အရင်တစ်ပတ်ကမူတာဝါဒနဲ့ပတ်သက်ပြီးတော့မှဘာသာရေးရှုတော့အသီးတိကနေဦးသူတို့ ဆွနွေးခဲ့ကြတာပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာလည်းပဲမှုတော်ဝါရနွန်သွင်းတက်သိနေရတဲ့ငါတို့တိုင်းပြည်ဆိုတဲ့ကောင်းစင်နဲ့ပဲဆက်လက်ပြီးတော့မှသွင်းနေသွားကြမှာပဲဖြစ်ပါတယ်တိခါတော်ရဆရာတရာပေသူမော်လာနာဟာဖစ်ကာဒီဆရာဦးစိုးနေဦးတို့နဲ့အတူသွင်းနေထွားကြတဲ့ဆွေးနွေးချက်အပိုင်းနှစ်ကိုအခုလိုလေ့လာကြရမှာပဲဖြစ်ပါတယ်။မှုသာဝါဒကိုခြေခံပြီးတော့စကားလေးမျိုး အဲ့ဒီထဲမှာဘာဘာတပည့်တော်ကြားလိုက်တယ်ဘာလဲဆိုတော့စေရေးတိုင်းထွားတယ်ဟုတ်တယ်မုံဒီမှုစကားပြောတယ်ဟုတ်တယ်เนาะဆိုတော့ဒီဒီစကားတွေထဲမှာဖုဒ္ဓဝါစာစေရေးတိုင်းထွားတယ်အဲ့တော့အခုเนาะ TikTok တွေမှာ ဆရာနော် TikTok တွေမှာတစ်ဖက်နဲ့တစ်ဖက်တစ်ဖက်နဲ့တစ်ဖက်သူတို့ပြီးမွေးတာလည်းဖြစ်ရင်ဖြစ်မှာဗောလေဒါကတော့နော်ဘာသာရေးမိုက်နိုင်ငံရေးအရာဘာသာရေးမိုက်တိုက်တယ်လည်းဖြစ်ရင်ဖြစ်မယ်ကျွန်တော်တို့တိုင်းပြည်ကလည်းဘာသာရေးနဲ့ဆိုရင်အလွန်မတန်မှထိလွယ်ရှာလွယ်တို့နော်ဆရာအဲ့ခါကျအခု TikTok တွေမှာဘာဖြစ်လဲအမုန်းစကားတွေပြောပြီးတော့ဆဲရီတိုင်းထွာတယ်နဲ့ဘာသာရေးတွေကိုပုတ်ခတ်တဲ့ဟာတွေပါအများကြီးပေါ်လာတယ်အာမမမကမှုတွေရနေပဲနော်ဆရာမှုတာတွေရနေပဲအဲ့တော့ဆရာကြီးအဲ့ဒီ TikTok တွေမှာပေါ်လာတဲ့စဲရီတိုင်းထွားပြီးတစ်ဖက်နဲ့တစ်ဖက်ဖြစ်နေတဲ့ ်နော်တော်တော်ကြီးဟိုမှဆူဆူဘက်ကိုဥတည်နေတဲ့အရာလေးတွေကိုဆရာပြောပြပါအောင်ဗျာကျေးဇူးပါအဲဒီနေ့ဆွေးနွေးတဲ့အပိုင်းကတကယ်ဒီလက်ရှိမြန်မာနိုင်ငံရဲ့အခွင့်အကျင်းပေါ့နော်တပည့်တော်တို့ဒီမြန်မာနိုင်ငံမှာဒီရွေးကောက်ပွဲတွေလာတော့မယ်ဆိုတိုင်းဒီမူတာဝါရာနဲ့ပဲပြည်သူလူထုလမ်းမအောင်လုပ်တယ်ဟုတ်ကဲ့ဆရာအမုန်းဆရာခုနရှေ့မှာဦးစင်းတင်ပြသလိုအမုန်းစကားတွေပေါ့နော်လိန်ညာတဲ့စကားတွေဂုံချောတဲ့စကားတွေ တာတာထူးထူးအဲ့လိုပြောတဲ့ဇကားတွေဇကေတန်းပြောမယ်ဆိုရင်တော့ဓာရီအကုန်လုံးကတပည့်တော်တို့ယူကောက်ပွဲမတိုင်ခင်ကာလာတိုင်းကာလာတိုင်းမှာတော့ဖြစ်နေကြပဲဒါပေမဲ့ပြည်သူလူထုကသတိမမုံမီဘူးနောက်တစ်ခုရှေ့မှာဆရာပြောပြောပြောသွားသလိုဆရာနာရှင်တွေကလည်းဒီရွေးကောက်ပွဲမတိုင်ခင်အတိုင်းမှာသူတို့အတွက်ကဒီရွေးကောက်ပွဲမှာလူတွေဝိပါဒကွဲပြားဖြစ်အောင်နောက်တစ်ခုကလူတွေ confuse ဖြစ်အောင်လက်စီလဲအောင် ရှုပ်ထွေးအောင် တော့အဲ့တော့ဘာပဲလို့တော့ဆိုတော့လူမျိုးရေးဘာသာရေးဟုတ်တယ်လူမျိုးရေးဘာသာရေးဘက်ကိုပဲတို့ကစောင်းပေးပြီးတော့ဆရာရှိမှပြောတယ်ခုနတစ်တော့ဟုတ်ကဲ့တစ်တော့ social media ဆိုတာတော်တော်ကြောက်စရာကောင်းလာတာဟုတ်ကဘလောက်ကြောက်စရာကောင်းလာလဲဆိုရင်ဘာသာတစ်ခုနဲ့တစ်ခုတန်ဖိုးထားလေးစားရတဲ့အရာတွေကိုအရင်တော့ခြေထောက်နဲ့တည်းခံတာဟွန်းအခုကမဟုတ်တော့ဘူးအိမ်သားတွေကိုဖုန်းယူသွားပြီးတော့အဲ့ဒါကိုကျင်ငယ်ရင်နဲ့ဟိုဟာ ပန်းထည့်တယ်ပန်းပန်းထည့်ပြီးတော့ကိုဒီလုတ်တယ်ဆိုတော့တကယ်တမ်းကျတော့ဗီဒီယိုရိုက်ပြီးတော့တင်တာဗီဒီယိုအဲ့တက်တော့လည်းအဲ့ဒါကိုမဖြတ်ချအောင်ဟုတ်ကဲ့အဲ့လူတွေကလည်းဘယ်လိုဘယ်လိုလူတွေဆိုတော့နိုင်ငံရေးဘာမှမသိတဲ့လူတွေอืมသိတော့မလားနိုင်ငံရေးဆိုတော့ဘာမှမသိဘူးရွေးကောက်ပွဲဆိုတာလည်းဘာမှမသိဘူးလူမျိုးရေးလည်းမသိဘူးဘာသာရေးလည်းမသိဘူးသူတို့က24နာရီဘာပဲလုပ်အောင်အလုပ်ပဲလုပ်ရတယ်သူတို့အားတဲ့အချိန်မှာဒီတက်တော့သုံးတယ်သူတက်တော့ပေါ်မှာအဲ့လိုဥဆောင်ပြီးတော့အမုန်းတရားဖြန့်တဲ့ပုံကိုယ်ရှင်တယ်သူတော့ ကွန်လုံးကအဲ့ဒီဆိုရှယ်မီဒီယာမှာအခုကျွန်တော်တို့အရင်တော့ကမိထီလာမှာပြဿနာဖြစ်တယ်မန္တလေးမှာပြဿနာဖြစ်တယ်ရခိုင်မှာပြဿနာဖြစ်တယ်ဒီပြဿနာတွေအားလုံးကအဲ့တုန်းကတော့ Facebook ပေါ့နော်သတင်းကာဘူဒီသတင်းတပုတ်တက်လာပြီဆိုရင်ဒီသတင်းကမှန်သလားမှားသလားဘာမှလူတွေကဒါကြောင့်မို့ကျွန်တော်မျိုးကိုရာမှာဒီကျွန်တော်တို့လမ်းညွှန်ထားတာလေးတစ်ခုရှိတယ် ယာအယူဟလဒီနာအာမနူအင်ဂျာအကွန်ဖာစီကွန်ဘေနာဘိုင်ဖတ်တဘိုင်ယာနူအန်တူစီဘူကောင်းမန်ဘေချာလာဒင်ဖတ်တုစ်ဘီဟူအလာမာဖအလ်ဒူနာဒီမီသူအိုးတဝင်ယုံကြည်သူတို့တဲ့အင်ဂျာအကွန်ဖာစီကွန်အတင်တို့စီကိုတဲ့မယိုးဖြောင်းတဲ့သူတယောက်ရောက်လာပြီတဲ့ဖာနာဘိုင်အတင်တို့ကိုစကားတစ်ခုခုသတင်းစကားတစ်ခုခုပြောမယ်တဲ့ဖတ်တဘိုင်ယာနူအန်တူစီဘူကောင်းမန်ဘေချာဟာလာဒင် မတိပဲနဲ့အတင်တို့ဟာတဲ့လူမျိုးတစ်မျိုးကိုဒုက္ခပေးမိရကြုံသွားပြီဆိုရင်တဲ့ဖတုစ်ဘီဟူအလာမာဖအလ်တုနာဒီမီအတင်တို့လောက်ရပေါ်မှာနောင်တရနေကြလိမ့်မယ်ပြောချင်တာကလူတရရောက်ကတခုခုစကားတခုကိုပြောဒီခေတ်ဆိုပို့ဆိုတာပေါ့ AI ဗီဒီယိုတွေနဲ့ဗီဒီယိုတွေကိုအတုလောက်ပြီးတော့ဟာလာအခုဆိုရင်မြန်မာနိုင်ငံကိုမွတ်စလင်တွေကတိမ့်တော့ပါမယ်ပဲ့ တပိတော့ခဏခဏပြောတယ်မြန်မာနိုင်ငံကိုမွတ်စလင်တွေတိမ့်လာမဟုတ်ဆစ်အာနာရှင်တွေပဲတိမ့်တာဟုတ်တယ်အခုလည်းတိမ့်ထားတာပဲအဲ့ဒီတိမ့်ထားတဲ့ဂျားတွေကဆစ်အာနာရှင်တွေကထပ်ပြီးဒီမွတ်စလင်တွေရတဲ့အခုတိမ့်ခံရတော့ဘသူတွေမွတ်စလင်တွေလက်ပါတာဒီနေ့နွေဦးဒေါ်လာရင်းမှာအသက်ပေးသွားတာမွတ်စလင်290ကျော်သားအင်းအသက်ပေးတဲ့ထဲမှာပါသွားပြီမွတ်စလင်တွေရပဲတိမ့်မယ်တိမ့်မယ်ဆိုတော့ဒါလည်းမှုသားပဲလေမှုသားပဲဟုတ်တယ်ကြီးကိုပြောနေတာမဟုတ်တာမို့ပြောမှဆိုရင်တော့သူတို့ရဲ့အာနာကိုလည်းမှုသားဝါရနဲ့ပဲတိဆောက်ရတာပဲဟုတ်တယ်နော် မူတာဝါရနဲ့တိဆောက်တယ်အကြောက်တရားနဲ့တိဆောက်တယ်နောက်တမန်တော်မုဟမ္မဒ်သခင်ရဲ့ဩဝါဒတော်တစ်ပါးရှိတယ်ကဖာဘီလ်မရ်အကာဒီဘန်အန်ယူဟဒ္ဒီဆာဘီကုလ်မာဆာမီအာလူတယောက်ဟာတဲ့တဦးတယောက်ကပြောလာတဲ့စကားလုံးတစ်ခုကိုတဲ့စဉ်းစားဆင်ញင်မှုမရှိဘဲနဲ့အဲ့ဒါကိုပြန်ဖောက်တယ်ချရင်အဲ့ဒီသူကလူလိမ်မယ်ဟွန်းတော့မို့သူကလိမ်ဟန်ကြသွားတယ်သူကသူကလူလိမ်ဖြစ်သွားပြီသူကပြောမှဆိုရင်တခုခုကိုယ်စီကိုရောက်လာတဲ့တရင်တစ်ခုခုရောက်လာအဲ့ဒါကိုက ခုခေတ်စကားနဲ့မြန်မာ first chat လောက်ရတယ်ပေါ့နော်အဲ့ဒါကိုမှန်လားမှားလားဘယ်သတင်း source ကလာတော့ဘသူကပြောတာတော့ဘယ်မှာရှိခဲ့တာဘာတွေဖြစ်နေရတော့ဒါတွေကိုမသုံးသပ်ဖဲနဲ့ဒီ social media ရဲ့အင်အားကိုယူပြီးတော့အခြေခံလူတန်းသားတွေလည်းပင်ပန်းတယ်တနေ့ကုန်တနေ့ကအလုပ်လုပ်ရတာအထူးသဖြင့်ခိုင်းနိုင်ငံမှာအလုပ်တဲ့လူတွေအရန်ပင်ပန်းတယ်ဟုတ်ကဲ့ဆရာပင်ပန်းတဲ့ဂျားတွေကသူတို့ကဒါကိုအပန်းဖြေမလားဆိုဖွင့်လိုက်ရင်အမုန်းစကားတွေပဲတွေ့တွေ့တွေ့ချင်းအမုန်းစကားဆိုချက်ချင်းဒေါ်လာဖြစ်ဒေါ်လာထွက်ပြီ ေါသဖြစ်တဲ့အလျောက်တို့မှလည်းဘလို့တွန့်ပြန်အောင်မလဲဆိုတော့အသိမရှိဘူးမရှိတဲ့အပေါ်မှာမင်းတို့ကဒီလိုဆဲသလားငါတို့ကလည်းဒီလိုပြန်ဆဲမှာအဲ့မှာတန်တရားလဲသွားရောဟိုလူတွေကလက်ပိုက်ပြီးပြောနေမှာဗောအာနာရှင်တွေကဲမုံကြစမ်းတတ်ကြစမ်းเนาะမင်းတို့ရံဖြစ်နေကြသူတို့တပိတော်တို့ဒီပြည်သူလူထုအချင်းချင်းရံဖြစ်နေလေလေသူတို့တို့အကျိုးရှိလေပဲဒါပေါ့ဆရာဟုတ်အမြဲတမ်းတပိတော်ကပြောတယ်တပိတော်တို့ဂျားထဲမှာအကြီးမားဆုံးသော အင်အားအကြီးမားဆုံးသောခွန်အားကဘာလဲဆိုရင်မတူညီတာခုဖုံကြီးရှိတယ်ပါစတာရှိတယ်ပလီဆရာရှိတယ်မတူညီတဲ့သူတွေရဲ့စကလုံးတစ်လုံးတိုင်းတစ်လုံးတိုင်းဟာတော်ဝင်ယုံကြည်သူတွေအားလုံးရဲ့နှလုံးသားထဲမှာခွန်အားဖြစ်တယ်ဟုတ်ကဲ့ဆရာအဲ့ဒီဟာကိုကြောက်တာသူတို့ကဟုတ်တယ်အဓိကအကြောက်ဆုံးအားအဲ့ဒါပဲဟုတ်တယ်ဒါကြောင့်မို့တပည့်တော်တို့ဂျားထဲမှာမတဲ့နေလေလေသူတို့ပို့ပြီးအကျိုးရှိလေလေပဲဆိုတော့ပြောချင်တာကသူတို့ရဲ့မူတာဝါဒလှိုင်းလုံးနေထဲမှာဝင်ဟို တခါတည်းမျောသွားကြရမလို့ဘူးကိုဒီမှာကိုဒီမှာပြည်သူတွေမှာကိုဒီမှာကိုပဲရှိတယ်ငါတို့မှာငါပဲရှိတယ်အဲ့တော့ငါတို့မှာရှိတဲ့ငါပဲဟိုပါတခါဖြုတ်ပြီးငါတို့အแทမှာမင်းတို့ကဘာသာမတူဘူးလူမျိုးမတူဘူးအတွေ့အမြင်မတူဘူးရော့กว่าဖယ်လိုက်မယ်ဆိုရင်အင်အားတွေစိုးရုပ်တာပေါ့ဟုတ်တယ်ဟုတ်တယ်ဆရာအဲ့တော့ကျွန်မတပိတော့ဟိုအဓိကတော့ဒီ social media ကိုတချို့ကတော့အပြင်းပြေပေါ့နော်အပန်းဖြေအပန်းဖြေဖို့တုံးရင်တုံးရင်နဲ့ အပန်းမပြေပဲနဲ့ပို့ပြီးတော့တောကတွေပဲပွားလာတယ်ဒုက္ခတွေပဲများလာတယ်ဆိုတော့ social media မှာတွေးသမျှ video file သေးသေးလေးတွေအချက်လက်သေးသေးလေးတွေကိုမကြည့်ပါနဲ့ဥပမာအစ္စလာမ်အကြောင်းသိရင်အစ္စလာမ်ဘာသာရေးဆရာလာမေးခရစ်ယာန်အကြောင်းသိရင်ခရစ်ယာန်နဲ့ပတ်သက်တဲ့ဆရာတော်တွေလာပြီးတော့မေးဗုဒ္ဓသာသနာနဲ့ပတ်သက်ပြီးသိရင်ဗုဒ္ဓဘာသာစစ်မှန်နဲ့ပေါ့နော်စစ်မှန်ဖို့တော့လိုတယ် ဝိယဝိထားတာနဲ့တော့ဘာသာရေးကောင်းဆောင်ဖြစ်တာပေါ့အဲ့ဒါလည်းသတိထားဖို့လိုတယ်ဟုတ်တယ်ဟုတ်ကဲ့တချို့ဟာဝိယုံနဲ့ဒီဇိုင်းကတော့အပြည့်ပဲယူနီဖောင်းကအပြည့်ပဲဒါပေမဲ့လှုပ်တာကလည်းမူတာဝါရပဲသူကလည်းဥဆောင်ပြီးတော့မူတာဝါရလှုပ်တဲ့လူတွေနဲ့ပေါင်းထားတဲ့ဘာသာရေးကောင်းဆောင်မဖြစ်ဖို့တော့လိုတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ဒီမူတာဝါရဆိုတာပြောမှဆိုတပည့်တော်တို့ရဲ့တရားမှာဆိုရင်တမန်တော်မုဟမ္မဒ်သခင်ကို ဒီတခင်ရဩဝါဒအရပြောမယ်ဆိုရင်သဝင်ယုံကြည်သူနဲ့မှုတာဝါဒနဲ့တဏှာလည်းဘယ်တော့မှမရှိဘူး။ဒါပဲလို့လို့ဆိုရင်တရက်မှာတမန်တော်မုဟမ္မဒ်တခင်ကိုမွတ်စလင်နေရာမကောင်းမှုအကုသိုလ်ကျူးလွန်ကျူးလွန်နိုင်တယ်။တခါတော့အကုသိုလ်တွေအကုသိုလ်တွေကျူးလွန်ကောင်းကျူးလွန်နိုင်တယ်။အကယ်၍ပြန်နဲ့မွတ်စလင်နေရာတဲ့လိန်နိုင်လာဒီမှုတာဝါဒကိုပြုလုပ်နိုင်တယ်လားဆိုတမန်တော်မုဟမ္မဒ်တခင်ကကောလာလာမွတ်စလင်ဆိုတာမှုတာဝါဒဘယ်တော့အခါမှမကျူးလွန်ဘူး။ဒါကြောင့်မို့ တပည့်တော်တို့ရဲ့အစ္စလမ်တရားတော်အရာပြောမယ်ဆိုရင်မုသာဝါဒသည်အင်မတန်အားကုသိုလ်ကြီးတယ်ဘာဖြစ်လို့လဲဒီမုသာဝါဒကြောင့်ပြည်တစ်ပြည်လုံးပြတ်လာဟုတ်ကဲ့မုသာဝါဒကြောင့် community တစ်ခုလုံးပြတ်စည်းနိုင်မုသာဝါဒကြောင့်ဆရာနဲ့ကျွန်တော်နဲ့ယဉ်နီးထားတဲ့ယဉ်နီးမှုခဏလေးနဲ့ပြတ်သွားနိုင်တယ်ဥစဉ်နဲ့တပည့်တော်ကြတဲ့မှာရှိတဲ့မေတ္တာတွေလည်းခဏလေးနဲ့ဖြည့်ဆည်းပြလို့ရတယ်ဒါကြောင့်မို့ဒီမှာဟိုနားမလဲတဲ့ပြည်သူလူထုတွေဟာဒီ social media ပေါ်မှာမြင်သမျှတိတိလေးတွေနဲ့လိုက်ပြီးရန်ဖြစ်မနေနဲ့ တကယ်တမ်းကျတော့ဒီနေ့ဒီအချိန်ဟာကဘာကြီးမှာရောမြန်မာမှာရောကျွန်တော်တို့ပြည်သူလူထုလူတွေအချင်းချင်းရိုးသားတဲ့ပြည်သူတွေအချင်းချင်းညီညွတ်ဖို့အများကြီးလိုတယ်အဲ့ဒီအတွက်ကြောင့်ဒီအလင်းအညာစကားတွေနောက်တစ်ခုကဒီအမုန်းစကားတွေကနေပြီးတော့သတိထားဖို့လိုအပ်တယ်လို့တပည့်တော်ကတော့ဟိုရှုမြင်ပါတယ်ဟိုသောသောဆရာပြောတဲ့ဒီလူမှုကွန်ရက်ပေါ့နော်ဆိုရှယ်မီဒီယာဆိုတော့ Facebook ရှိမယ် ယူကျူးရှိမယ်တစ်တော့ရှိမယ်တွတ်တာရှိမယ်အဲတခြားတခြားသောလူမှုကွန်ရက်တွေလည်းအများကြီးရတာ Facebook နဲ့ YouTube နဲ့တစ်တော့တော့မြန်မာပြည်မှာအများဆုံးအသုံးတဲ့အဲကွန်ရက်တွေပေါ့နော်ဆိုတော့ဦးသိန်းတို့ကဒီ Facebook YouTube တစ်တော့ကိုဘာကြောင့်သုံးတယ်လဲတခါတကုတ်ကိုပြန်မေးတယ်ဗျာဆိုတော့ဇေယျသောသောကတစ်တော့နဲ့ပတ်သက်တာပြောလို့ပေါ့ပြန်မေးတဲ့အခါမှာဦးသိန်းတစ်တော့ကိုစသုံးကြည့်တော့တစ်တော့ရော YouTube ရောပါဗျာစသုံးကြည့်တဲ့အခါမှာ ဟိုဆယ်လီဖြစ်နေတဲ့သူတွေကဟာပေါ်တော်တော်ခြားတာတာနောက်တစ်ခုကအညီအတောက်တွေပေါ့နော်ဒါတွေပဲအများဆုံးသူတို့တွေ့နေရတွေ့နေရတဲ့အခါမှာဟာဒီတိုင်းပဲသွားကြတော့မှာလားပေါ့ဦးစင်းစဉ်းစားတာပေါ့ဆရာရဲ့သွားကြတော့မှာလားဒီတိုင်းနိုင်သွားနေမယ်ဆိုလို့ရင်တော့လူအဖွဲ့အစည်းကညဉ့်ညမ်းကုန်တော့မှာပဲပေါ်တော်တော်တွေပဲဖြစ်ကုန်တော့မှာပဲတချို့ဆိုလို့ရှိရင်အေဘလို့ခေါ်မလဲဆိုလို့ရင်လက်တွေ့မကျတဲ့မျောလင့်ချက်တွေ อมะซ่าหยอกว่าขมันนี่ပြောจ่าได้หายดิเอ๊ะดิโลบ่เอ๊ะลุงเล็ดတွေไม่จ่าได้เหมียวเล่นเจ็ดดิบี้เดะမဟုတ်မဟုတ်တော့ကားဒီမဟုတ်တန်းကားဒီချောက်ပြောတယ်ဆိုတော့ဟာဒီတိုင်းသွားနေတော့စင်မပြေတော့ဘူးအဲ့တော့ဒီ platform ပေါ်မှာငါတို့တက်နေရအောင်မှာဖြစ်တော့မယ်ဥသိန်းအရန်ကြီးစွန်းလွန်းလို့မဟုတ်ပါဘူးဥသိန်းရဲ့ဘဝတစ်ခုမြုပ်နှံခြင်းတည်လောကလူသားတွေကောင်းကျိုးဖြစ်ဖို့အတွက်ငါရက်တည်ရမယ်ငါလုံးလုံးရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရက်တည်လာတာဖြစ်တဲ့အတွက်ဒီပေါ်ငါတို့တက်နေရအောင်မှာဖြစ်မယ် နော်အာရမကြီးသိုးနေတဲ့အဝန်ဝိုင်းကိုဟာအာရမကြီးသိုးနေတာပဲကွာဆိုလို့ရှောင်ထွက်သွားရင်ဒါတကူပေါင်းသမားပဲအဲ့တော့ဒီတဲကိုဝင်တိုးရမယ်ဓမ္မဖြစ်အောင်တည်ထောက်ရမယ်ဒါကြောင့်ဆရာတော်မင်းတို့ညာဘုရားတက်ကူလဲရှောက်တယ်ဆရာတော်နေရာယူမရမယ်တပြောလို့နော်ပလပေါင်းတစ်ခုမှာဓမ္မပေါ်မှာယက်တည်နေတဲ့ဓမ္မဝါဒီသမားတွေနေရာမယူရင်အာရမဝါဒီတွေကြီးစိုးကုန်ရမယ်ဒါကြောင့်ဒီလိုနေရာယူရမယ်ဗောဘာသာရေးအသီးသီးရဲ့အမြင်ရှိတော်တွေကနေပြီးတော့မှ မှုတာဝါရရဲ့စူဂျူတက်ရောက်မှုတွေကိုဦးသိန်းတို့ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်ဆွေးနွေးချက်အပိုင်းသုံးကိုဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်တဲ့ဆိုတဲ့အကြောင်းကိုတရင်ကောင်းပတ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်